အာဆိုတော့ဒီစုဆောင်ထားတဲ့တချို့လက်ခွေလက်စားလေးပေါ့နော်ကြီးကြီးမားမားတော့လည်းမဟုတ်ပါဘူးမန္တလေးပြောလို့ရှိရင်ကိုလည်းအဲ့လောက်ကြီးကြီးလည်းဟိုမစုပြည့်သေးဘူးပေါ့နော်အဲချစ်ချုပ်ပြီးတော့စုဆောင်ထားတဲ့တချို့ပစ္စည်းလေးတွေရှိတယ်အဲ့ထဲမှာဆိုတော့ဒီအကြောက်ကလေးတွေတော့နောက်တစ်ခါကျတော့ဒီ Sri Lanka ကလေးတွေတော့အဲ့အားမျိုးလေးတွေအဲ့ထပ်ပနာလေးထည့်ပြတယ်ပေါ့နော်ဒီသားလေးဒီရီရီရှိန်ကုန်တော့ကျွန်တော်မှာပေါ့နှလုံးမိကြီးရှင်ပြောရလား တရားစာပြည့်စုံရလားပြည့်စုံပါတယ်ဗျာသူတို့သောပြည့်စုံသောသာသမျက်မှောက်အောင်စီရောယံသာဓုသာဓုသာဓုပါဗျာညာလေးစုံပြီးမှလားစုံပါပြီအလုံးပြည့်ရှင်ပြောရလား ဒီနေ့ကတော့ဆုတတို့ဒါဟိုဟာတငင်ကြောက်တန်းပေါ့နော်။ကြောက်တဲ့ညဝိုင်းလေးကျောင်းတိုင်းမှာအဲဒီဆရာဘုရားကြီးပေါ့နော်။ဒေါက်တာအရှင်ဦးတုမနာရဲ့လက်ညင်ပြတ်တာမုန်းတဲ့တို့ဆုတတို့ဒီအအောင်တော်မူဘုရားဆိုတဲ့အစီရောမြက်ကလေးပေါ့နော်။အဲဒီရေချီတော့တင်ခြင်းခန္ဓာမင်္ဂလာအထမြောက်ခဲ့ပြီပေါ့။အဲငကိုရေကတော့မိသားစုတွေကဒီဘုရားတည်ခြင်းနဲ့အဲစိတ်ကတော့ရှိတယ်။ ဲဒါပေမဲ့အဓိကဒီဖျားတည်တဲ့အခါမှာဆိုတော့ချွေးနေစာလေးနဲ့ပါခြင်းလေပေါ့နော်ဆိုတဲ့အခါကျတော့သူတို့တဖြည်းဖြည်းလေးနဲ့အဲဒီစုပြီးတော့မှအထမြောက်ဖို့လို့အတွက်စူးစမ်းခဲ့ရပါပေါ့နော်အဲအခုတော့ဒီအောင်တော်မူဖျားစီရောမြတ်ကြီးကြီးတော်တယ်ပေါ့ဒီထမြောက်သွားတဲ့အတွက်ဒီနေ့လေးတော့တကယ်ကိုမင်္ဂလာရှိရဲ့နေ့ဖြစ်ပါတယ်သောင်းပြီးကြာပြီးကြာပြီးသာဓုသာ အဲဆိုတော့ဒီစုဆောင်ထားတဲ့တချို့လက်ဝတ်လက်စားလေးပေါ့နော်ကြီးကြီးမားမားတော့လည်းမဟုတ်ပါဘူးမန္တလေးပြောရလို့ရှိရင်ကိုလည်းအဲ့လောက်ကြီးကြီးလည်းဟိုမစုပြည့်သေးဘူးပေါ့နော်ဟိုဘာလို့လဲဆိုတော့လူပညာသမားတွေကဟိုများသောဖြင့်ရုန်းကန်ရတာများပါတယ်အဲကြိုးစားပြီးတော့ရုန်းကန်ရတဲ့အခါမှာဆိုရဆိုလို့ရှိရင်အင်အားသမီးအကြီးဖြစ်တဲ့အတွက်ကြောင့်မလို့အဲအင်တော့ကူရတယ်။နောက်ဖွားဖွားဆိုအသက်90ရှိပြီးဆိုတော့အဖွားဆေးဆေးအတွက်ဆိုလည်းကူရကူရတယ်ပေါ့နော်။ကျန်သားကျတော့လည်းကိုယ်အလုပ်ထဲမှာကိုပြန်သုံးဆွဲရတယ်ရှိတယ်ဆိုတော့အဲချစ်ချုပ်ပြီးတော့ စုဆောင်ထားတဲ့တချို့ပစ္စည်းလေးတွေရှိတယ်။အဲ့ဒီထဲမှာဆိုတဲ့ဒီကြောက်ကလေးတွေရောနောက်တစ်ခါကျတော့ဒီ Sherlock ကလေးတွေရောအဲ့ဒါမျိုးလေးတွေအဲ့ထပ်ပနာလေးထည့်ပြတယ်ပေါ့နော်။ဒါနောက်ဖေရိုမေရိုလည်းသူတို့ဒီထပ်ပနာထည့်ဖို့ပစ္စည်းလေးတက်တက်ဖည့်ထားတာလေးရှိတယ်။နောက်ဆွေမျိုးတွေရောတခြားသောဒီတငယ်ချင်းပေါင်းသင်းတွေရောဝိုင်းပြီးတော့ထပ်ပနာလေးထည့်ကြပါတယ်ဆိုတော့အလူလေးကတော်တော်လေးမှအထမြောက်သွားပါတယ်။နောက်ထူးထူးခြားခြားနေနေကဆိုတဲ့ဒီဆရာဦးတည်ရဲ့ဟိုပါပေါ့နော်။အဲဆိုတော့ PhD ဆက်တဲ့သူတန်ပေါက်တော့ တန်ပေါင်းစာအုပ်ကကြတော့အစအဆုံးကဗမာလိုဘာသာပြန်ထားတာပေါ့နော် break ဒီ7တုပ်လုံးပါတဲ့အဲအ내ဘာသာပြန်ပေါ့နော်အဲ့ဒီတန်ပေါင်းစာအုပ်ကလေးကိုလည်းဆိုတဲ့ထည့်လိုက်တယ်အဓိကတော့စုတဲ့စကားပြောသလိုပါပစ္စည်းဆိုကြီးကြီးမားမားထဲစုတဲ့အဲကိုယ်ချွေးနေစာလေးနဲ့စုဆောင်ထားတဲ့အရာလေးရောထပ်ပနာချင်တာပေါ့လေအဲ့တော့အဲ့လိုဆန္ဒပြောသလိုကြောက် တောက်တံပြများလေးတွေနောက်တစ်ခုကကျတော့သူ့ရဲ့ဒီအာတကွဆိုလို့ရှိရင် separate တက်ပေးထားတဲ့ဒီ locket လေးပေါ့နော် locket လေးနှမဲရအဲသူကလည်းဒီသူ့ရဲ့တခြားသော career တကွရောက်ရွှေ့ရမှာပေါ့ခုပြိတက်ကလေးလေးပါပဲကိုနေစင်းနှစ်လောက်ခင်နေခဲ့တဲ့ကလေးလေးဆိုတော့သူ့ရဲ့သူ့လက်ဆောင်ပေးထားတဲ့ birthday present လေးကိုလည်းကိုကအဲဒီရွှေ locket ကလေးကိုလည်းကိုထည့်ပြလိုက်တယ်ပေါ့နော်ဒါဆိုတော့ကိုကလေးလေးလည်းကုသိုလ်ရစေတယ်ဒါကကျတော့အဓိကကိုရီးယားလုပ်ပြရတဲ့လုပ်ငန်းလုပ်ရတဲ့အခါမှာပြိတက်တွေ ရဲ့အပင်းပုံနဲ့ရက်တည်ရတာပေါ့အဲပရိသတ်တွေဟိုသေးတဲ့ခွန်အားတွေနဲ့ကိုယ်ရဲ့ရှေ့ဆက်ပြီးသွားရတာအဲဘလို့ပဲဖြစ်ဖြစ်ကိုယ့်ကိုချစ်တဲ့ပရိသတ်အနေဆုံးတယောက်ရှိနေလေလူပညာရှင်ဆိုတာဟိုပျော်တာပဲလေနော်အဲ့ခါကျတော့သူတို့အမတ်တရားပေးထားတဲ့ပစ္စည်းလေးဆိုလို့ရှိရင်လေကိုယ်အမတ်တရားလို့အများနဲ့သုံးဆွဲပြီးတင်ထားလေးရှိတယ်လို့အခုလိုမျိုးတမိုးကြီးပစ္စည်းလေးတစ်ခုကိုကျတော့ကိုကအဲမရပြောစတဲ့ခါမှမဆွဲရသေးဘူးအဲ့ locker ကလေးကိုလေမဆွဲရသေးပဲနဲ့ကလေးလေးသူကုသိုလ်လည်းရအောင်အဲနောက်ပြီးတော့ဒီ wheel up လေးအားလုံးကုသိုလ်ရဆိုတဲ့ဒီထပ်ပနာလေးကို ထည့်ပြင်တယ်ပေါ့နော်အဲ့ဒါတော့မမေ့ရင်ရတယ်အဲ့ဒါမှာမကောင်းဘူးကွာတမီးလိုက်လာဆက်တယ်တော့မမဟုတ်ဘူးတမီးလေးကကြွရှိတဲ့အီဒါရဲ့ဇေယျာကြီးရှိန်ကုန်တော့တင်တော့မှာပေါ့နှလုံးမိကြီးရှင်ပြောရလားပြောပါတယ်ခင်ဗျာအရသာပြည့်စုံရလားပြည့်စုံပါတယ်ခင်ဗျာပြည့်စုံတော့ပြည့်စုံတော့ခါသမျှမအောင်စီရောရောငါခင်ဗျားကျိုး100%ရောလားပေါ့ဘာလို့လူစားကောင်းတာလို့ရင်ကောင်းတာဖြစ်မယ်မကောင်းတာလို့မကောင်းတာဖြစ်မယ်ဆိုတာကအဲဒါကတေချာတယ် တချို့ဆိုလို့ရှိရင် ကောင်းတာတွေလုပ်နေတယ်ဒါပေမဲ့ဟိုအဖြတ်တွေဝင်နေမကောင်းတာတွေဖြစ်နေတချို့ကျတော့လည်းမကောင်းတာတွေပဲလုပ်နေပြီးတော့ကံကောင်းတဲ့လူတွေလည်းရှိတယ်လည်းရှိနေတယ်ဒါကြောင့်အတိတ်ဘဝရဲ့ကုသိုလ်ကံတွေနဲ့လည်းသက်ဆိုင်မှုရှိတယ်လို့ဆိုတော့ကြားမှုပါတယ်အဲ့တော့အတိတ်တွေဘဝတွေကကုသိုလ်ကံတွေကသိကောင်းနေခဲ့တယ်ဆိုလို့ရှိရင်တော့ဒီလက်ရှိဘဝမှာမကောင်းတာတွေလုပ်တော့ညာလဲအတိတ်ဘဝရဲ့ကုသိုလ်ကံအကျိုးပေးဆက်နေတဲ့အချိန်မျိုးမှာကံကောင်းနေတတ်တယ် ဒါပေမဲ့အဲ့ဒီအချိုးပေးရက်သွားတဲ့အချိန်ကြာလို့ရှိရင်တော့ဘုံလဲဆိုပြစ်ကြမှာပေါ့နော်အဲ့တော့အဓိကတော့ကိုကလေအတိတ်ဘဝလောက်ခဲ့တဲ့ကုသိုလ်ကံကိုကြည့်နေလားအာမကိုးစေခြင်းဘူးလူဖြစ်လာရတဲ့ဘဝဆိုတာဟိုထွက်မြက်တယ်နော်လူဆိုတာဘလို့ပဲဖြစ်ဖြစ် ကုသိုလ်ကံကောင်းလို့လူဘဝဆိုတာရောက်လာဖြစ်တဲ့အတွက်ကြောင့်မလို့ဆက်ကတော့ဟိုဘလို့ပဲဖြစ်ဖြစ်အမြတ်ရအောင်ထုတ်ရမယ်လို့ကိုက ိတ်ထဲမှာအများနဲ့တွေးထားရတယ်ပေါ့နော်။ကိုရီးရဲ့မိသားစုပေါ့နော်မိသားစုဖြစ်ချင်တဲ့ဒီပြားတဲ့ဆန္ဒလေးနဲ့ပြီးမြောက်သွားတယ်။နောက်တစ်ခုကကျတော့အဲ့လိုကိုဖျားလေးကိုလာပူးတယ်ဘသူမဆိုပေါ့ရဝေးရနေရလာပူးတယ်ဘသူမဆိုအဲစိတ်ထဲမှာကြည်နူးပြီးတော့အဲရှစ်ခိုးလိုက်တယ်ပေါ့နော်သူနေချလိုက်ပြီးတော့ဒါကဘာနဲ့မှလဲလို့မရတဲ့ပီတီပဲ။နောက်ဘုန်းကြီးရဲ့မြေတားရဲ့အောက်မှာဒီထဲမှာဖျားပရုံထဲမှာဆိုလို့ရှိရင်ဒီညဝိုင်းလေးတောင်းလိုက်တယ်မှာဖျားတွေလည်းညှို့ထုတ်မလဲရှိနေပေါ့။ဘုန်းဘုန်းကစန္ဒသစ္စာပြုတ်ပြီးတော့ဖျားရဲ့တဲခဲ့တယ်ဆိုတော့အဲ့ထဲမှာ တဆူပါဝင်ကုသိုလ်ပြုခွင့်ရတဲ့အတွက်ကြောင့်လည်းပုံပြီးတော့မမြောက်ပဲအဲနောက်လာကြတဲ့ဖျားဘူးတွေအားလုံးအဲကိုယ့်ရဲ့ဘူးဖျားလေးကိုဖူးမြော်တဲ့အခါမှာကျင်းမျိုးစိတ်တရားစိတ်တွေနဲ့ဖူးမြော်ပြီးတော့ကုသိုလ်တွေရသွားမယ်ဆိုရင်ဒါဆုတဲ့အတွက်တန်တရာပါတဲ့ကုသိုလ်ပဲဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့အတွက်ကတော့ဒီနေ့ကတော့ရန်ဟိုဝမ်းမြောက်ပြီးတော့မှကျင်းမှုပါပဲဆုတဲ့ကံကောင်းတော့မှာမကျေရှိတဲ့မိသားစုတွေတို့ဒီရှိရတော့တည်မြင်လာဖို့ရရှိတဲ့ဘာမှမပေါင်းသူတော်ကောင်းတို့ပါပါရမီထူးတဲ့ ပုဂ္ဂိုလ်တွေပါနော်ဘာလို့ပါရမီထိုးတဲ့ပုဂ္ဂိုလ်တွေလဲဆိုဘုရားစီရီဆိုတာတည်ခြင်းတိုင်းတည်ထားလို့မရဘူးခဲ့ရတာဟာအခုဆိုလို့ရှိရင်လည်းဒီနေ့ဒါမီဒီယာပေါင်းလုံးမတွေချိန်ပေးပြီးတော့မှအဝေးလာရောက်ကြတယ်ကျွန်တော်တို့ဒီတင်းချင်းဇပန်နေရာကလာရတာမလွယ်ပါဘူးခက်ပါတယ် ဲဆိုလို့ညာဝမ်းလေးကြောင်းလိုက်ကဆိုလို့ရှိရင်အခုမိုးရွှေဆိုလမ်းလေးနည်းနည်းခက်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 ရှိရပါတော့လားလာရတာဆိုတော့အဲလာပြေးကြတယ်အဲမျိုးရည်လာကြတယ်ဟိုကိုနည်းပညာရုံရဲ့မောင်နှမတွေလည်းလာကြတယ်ဒီနေ့ဆိုလို့ရှိရင်ဇာတ်တူရောကိုကောင်းမြတ်ဆန်းတို့ရောအကုန်လုံးမမုန်းတို့ရောပေါ့နော်ခန့်ကျော်လေးတို့ရောအကုန်လုံးလာကြတယ်မီဒီယာမောင်နှမတွေလည်းအများကြီးလာပြီးဝင်ရပေးကြတဲ့အတွက်ကြောင့်မို့ဒီကတော့အလုံးကျေးဇူးအများကြီးအများကြီးတင်ပါတယ်အဲအဲ့တော့ဒီကနေ့ဗီဒီယိုလေးကနေပြီးတော့ကြည့်ပြီးတော့အဲဟိုကုသိုလ်တွေများရကြပါစေဆိုလို့ဖရားလေးကိုလည်းကုမြော်ကြပါလို့အဲကြုံလို့ရှိရင်လည်းဒီဘက်ကလာပြီးတော့မှကိုရင်ကိုကြလာဖူးစေချင်ပါတယ်လို့အ ားလုံးလည်းအဲလာရောက်ဖူးမြော်ဖို့အတွက်လည်းဖိတ်ခေါ်ပါတယ်လို့အဲ့တော့ဆွေးဆရာတဲ့ခဏသားခဏပြီးပြည်သက်တွေအားလုံးစိတ်ချမ်းသာကိုကျမ်းမာလို့ရစံနာတွေပြည့်စုံပြီးတော့နေပြည်တော်အမြင့်မပြုနိုင်ပါစေလို့ဆိုပြီးတော့